အားလုံးမင်္ဂလာပါစီဝကဟင်နော်လေးရှယ်ရင်းချန်နယ်အနေနဲ့ကြိုဆိုပါရစေဒီကျဲတော့ဒီနေ့မြန်မာသင်ယူ Grade 10 Biology Chapter 1.3.5 Kingdom Animalia အပိုင်းတကိုဒီစနေ့အတူလေ့လာကြမယ်နော် Animals are multicellular and heterotrophic organisms ပေါ့ animal စီကဆဲတွေအများကြီးနဲ့လုပ်ထားတယ် heterotrophic heterotrophic ဆိုတာဘာလဲပေါ့ပေါ့ကျတော့ heterotrophic နဲ့ autotrophs ဆိုတော့ရှိ autotrophs ကမှလည်းဆိုလို့ရှိရင် own food ကိုသူက produce လုပ်နိုင်တယ်။ဟောတနည်းအားဖြင့်ဒီ plant စီ algae တွေ sun bacteria နဲ့ phytoplankton စီမှာ prophase ဆိုတဲ့ pigment ပါတဲ့အတွက်ကြောင့် photosynthesis လို့ပေါ့ own food ကို produce လုပ်နိုင်တယ်ပေါ့ဒီ animal တွေကတော့ heterotrophs တွေ heterotrophs တွေကတော့သူတို့ရဲ့အုံးဖုကိုမလုံနိုင်ဘူးအဲ့တော့တခြား animal တွေကိုစားတာပဲဖြစ်ဖြစ်ဒါမှမဟုတ် dead organism တွေကိုစားတာပဲဖြစ်ဖြစ် heterotrophs မှာဒီလိုသုံးမျိုးရှိ animals are divided into two main groups ပေါ်မှာမူတည်ပြီးတော့လဲဆိုရင် backbone ရှိမရှိပေါ့မူတည်ပြီးတော့ ။အော်ကျွန်တော်ကခုဖက်ကိုကြောကိုစမ်းကြည့်လိုက်လို့ရှင်ဒီလိုကြောရိုးရိုးတွေ့လိမ့်မယ်။အော်ဒီလိုမျိုး backbone ပါတယ်ဆိုရင်အဲ့ဒါကို vertebrates လို့ခေါ်ပါမှာ backbone မပအောင်ဆိုလို့ရှင် invertebrates လို့ခေါ်တယ်။အော်ကျွန်တော်လူတွေကဘယ်ထဲမှာပါလဲဆိုရင် vertebrates ထဲမှာပါတယ်ပေါ့နော်။ Arterial the animal groups ကို vertebrates နဲ့ invertebrates လို့ခွဲတဲ့အခါမှာ vertebrates ဲမှာလူတွေအပြင်တခြား mammals တွေပါမယ် ပါးစီ reptile စီ amphibian စီနဲ့ fish တွေပါပဲပေါ့နော်။ invertebrates ကြောရုံမှာပါတဲ့ဟာဟုတ်နော်ခရူလေးတွေပါမယ်။ arthropod စီ worm စီနောက်ကအဲလိုက riderian စီ echinoderm စီ sponge တွေဒါရီကနောက်ပိုင်းမှာကျွန်တော် invertebrate အောက်မှာ separate လာကြမယ်နော်။ မာဂျရီရဲ့လူကိုလေးလာတဲ့ခါကျတော့သူက eukaryote ဆိုတဲ့ domain အောက်မှာပါတယ် animalia kingdom ပေါ့နော်အဲ့မှာမှာ cordata ဆိုပါလဲဆိုရင် vertebrate စီကို cordata ဆိုတဲ့ phylum အောက်မှာထားတယ်တော့နော်မာဂျရီ class order family genus နဲ့ species ဆိုတော့လူက homo sapiens ပေါ့နော်အင်ဗာဂျီဘရိတ်စီအကြောင်းကိုဒီအပိုင်းတက်မှာကျွန်တော်လေ့လာကြမယ်။အဲ့ခါကျတော့အင်ဗာဂျီဘရိတ်စီကဗာဂျီဘရိတ်စ်နဲ့ဆိုရင် animals အကုန်လုံးရဲ့95%လောက်က invertebrate စီဖြစ်တယ်။နောက်ကျတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာခွေးလေးတွေချောင်းလေးတွေ vertebrate စီအများကြီးတွေ့နေလို့ vertebrate စီများတယ်လို့ထင်နေတတ်တယ်။ဒါပေမဲ့မဟုတ်ဘူးကျတော့ invertebrate စီကအများကြီး insect တွေဆိုရင် အဲလူတွေခွေးလေးတွေလိမ့်ဆန်နေတဲ့ insect တွေအများကြီးရှိတယ်နော်။အောက်တမ invertebrates example insect တွေရှိမယ် spider snake လူလေးတွေ clams earthworm မြေကြီးတွေမှာရှိမယ်။ဒါကတော့ရေထဲမှာရှိတဲ့ invertebrate တွေဖြစ်တယ်။နောက်ပထမဆုံးဒီ invertebrate တွေရဲ့ major phyla ပေါ့နော် phylum တွေတခုချင်းအကြောင်းကိုသိလာကြမယ်ပေါ့နော်။ ဟုတ်တယ်မပိုရီဖေရာပိုရီဖေရာကကာတာရစ်စတစ်အောင်မှာအစ်ဆက်မက်ထရစ်ကအစ်ဆက်မက်ထရစ်ကနေဆက်မက်ထရစ်ကဆောက်ပါကွာလေးပေါ့နော်နောက်တစ်ခုက post filter feeder not more than sasai အတူကဒီသူတို့ရှိတဲ့ရေရဲ့ underground ရေကြီးမှာပဲဖြစ်ဖြစ်အဲ့မှာသူကကတ်နေတာ ဟုတ်နော်ရီရှားလို့မရဘူးတိုးဆဲလေးရပါတယ်အတိုဒမ်ဆိုအပြင်ဘက်ကအတိုဆိုအပြင်ဘက်ပေါ့အတွင်းထဲကအန်ဂျိုဒမ်တိုးဆဲလေးရပါသူတို့အဲ့အတိုဒမ်နဲ့အန်ဂျိုဒမ်ကြားမှာမီဆိုဂလီယာဆာရှိတဲ့နန်ဆက်တူလာလေးရပါနော်အက်ဇမ်ပယ်ကစပွန်ဂျ်ကိုချက်လို့ကြည့်အောင်ဟုတ်နော်ဒါကတော့ကျလို့ပါလဲဆိုဖိုင်လန်ပိုရီဖီရာရဲ့အောက်မှာပါတဲ့ ဒီ organism စီပေါ့နော်။အစပွန်စလို့ခေါ်အောင်ခေါ်လို့ဆိုသူတို့ရဲ့ဒီ body မှာအပေါက်ကလေးတွေရှိတယ်သူတို့အပေါက်သေးသေးလေးတွေရှိတယ်ဒါလိုမျိုးအပေါက်ကလေးတွေရှိတယ်ပေါ့။ဟုတ်နော်။ post လေးတွေပါလို့ပေါ့ post လေးတွေပါလို့ဒီ hari က file နဲ့ purifier အောက်မှာပါအဲ့ထဲမှာကျတော့ကခုန symmetric နဲ့ asymmetric ပေါ့ဒါဆိုရင်ခလျားနေ vertically လောက်လိုက်တဲ့ခါမှာဟိုဘက်ခြမ်းနဲ့ဒီဘက်ခြမ်းက symmetric ဖြစ်တယ်ဒါဆို symmetric မဖြစ်ဘူးပေါ့ ဟုတ်နော်အဲ့ဒီမှာမှာ symmetrical မှာဆိုတော့ trap ပြောခွဲသေးတယ်ဒီလိုမျိုး vertical တလိုင်းနဲ့လုပ်ပြီးတော့မှာ bevel ချမ်းနဲ့ညာဘက်ချမ်းကအကုန်လုံးတူနေတယ်ဆိုရင်ဒါ bilateral symmetrical ပေါ့အဲ့လိုမဟုတ်ဘဲနဲ့မှာ starfish လိုဟာမျိုးဒီလို stem ဝင်မျိုးမှာဒီလိုမျိုး radial ပေါ့ radial line တွေဆွဲလိုက်ပြီးတော့ symmetrical ဖြစ်တယ်ဆိုတာ radial symmetrical ဒါတော့ spherical symmetrical ဖြစ်တယ်အော်ဇေရိုကတော့ဒီမှာ points တွေကဒီမှာကြည့်ရင်ဘာဖြစ်လဲဆို asymmetric ပေါ့အဒီနာလီဒီမှာအပေါက်ကလေးပါအော်ဒီဟာကိုတစ်စလုံးကအကျဉ်းချက်ပေါ့ကြည့်လိုက်မယ်ပေါ့ကြည့်လိုက်မယ်ဆိုတဲ့အခါကျတော့ဒီအပြင်ဘက်ကလေးရပေါ့နော်အဲ့ဒါက epidermis ပေါ့ဒီဘက်က ectoderm ectoderm မှာဒီ epithelial cells တွေပါဟာ epidermis ဟုတ်နော်ဒီအတွင်းထဲမှာတော့ဒီလိုအကောင့်ပေါင်းရှိမယ်။အော်သူအတွင်းထဲမှာဒီနာလေးမှာပါရှိမယ်ဆိုရင်ဒီနာကအန်တိုဒမ်ပေါ့ခုနဒူးဆဲလီယာလို့ပြောခဲ့နော်အန်တိုဒမ်နဲ့အန်တိုဒမ်။အော်အန်တိုဒမ်နဲ့အန်တိုဒမ်ကြားထဲမှာပါရှိတယ်ဆိုရင်မီဆိုဂလီယာဆိုရှိအော်မီဆိုဂလီယာဆိုဂျယ်လီလိုက်လီယာပေါ့အဲ့ထဲမှာမှဒီလိုမျိုးပရိုတင်းလေးတွေပါ ဟုတ်နော်ပရိုတင်းလေးတွေပါတယ်ဆဲတွေတော့တိတ်ပြော့ဒီမှာအဲဆဲလူလာလေးอ่ะဒီလိုမျိုးဆဲတွေရှိတာမျိုးမဟုတ်ဘူးပေါ့နော်အော်ဒီဇိုင်းထဲမှာဒီမှာ water flow သွားတဲ့အပေါက်ကလေးတွေရှိရတယ်ဒီမှာအပေါက်ကလေးတွေကြီးတွေဒီထဲကိုဝင်နိုင်တယ်ပေါ့အော်ဒီ sponge တွေကရေထဲမှာအဓိကရှိတယ်ဒီမှာ living organism ဖြစ်တယ်နော်အဲ့ဒါမှာမီဆိုကလီယာအဲ့တော့တခုခုသိကျင်နေဆိုလို့ရှိရင် Googling ခောက်ကြည့်လို့ရတော့မီဆိုကလီယာစပါလေဂျယ်လီလိုက်လေယာ jelly line ni ya phit de kuna sponge de lidarian sa naw ma ba me no or consists of the water de jae ma the chang fibrous protein ni ba largely a cellular bo no bnu အော်ဘယ်လိုမျိုးကိုကျတော့ကိုရှာကျင်တဲ့ဟာမသိတာကြီးပုံကြီးရှာလို့ရတယ်အဲအကြောင်းညာလေးကိုရှာပြမှကြည့်လို့ရဟုတ်ဘူး နောက်ထပ်တစ်ခုက Nidaria ။အော် Nidaria လို့တကယ်ကရှေ့နားမှာတကယ်စီနေစတယ်ပေါ့။ဘာကြောင့် Nidaria လို့ခေါ်လဲပေါ့။ဟုတ်ကဲ့နော်။အော်သူရဲ့သိကျင်တဲ့ pronunciation ကိုဒီမှာရှာကြည့်လို့ရတယ်။ Into the channel to learn more Nidaria. Nidaria. Silent C. Nidaria. Stress on the C. ဟုတ်ပြီနော်။အော် zero ကဟိုကသိကျင်တဲ့အရာကိုရှာကြည့်လို့ရတယ်။ အဲမေးလို့ရတယ်ဟုတ်ပြီနော်ဟောဒီကကြီးမှာ self study လုပ်ဖို့အရင်မခက်ပါဘူးဟောတခြားအခက်ခဲတွေတော့ barrier စီတော့ရှိရေပေါ့နော်ဟောကျေတို့ကဒီဘက်မှာနောက်တစ်ခုက nidaria ပေါ့နော် radius symmetry အော်ရှေ့မှာကျေတို့ပြောခဲ့ radius symmetry really radius line တွေလို့မျိုး line တွေဆွဲပြီး symmetric ဖြစ်တယ်သူက2 set layer ပဲရှိသေးတယ် ဟုတ်နော်အတူတမ်းနဲ့မီဆိုတန်ခုနလိုပဲခလေမမီဆိုကလီယာပါ between them ပေါ့ဟုတ်နော် body plan is with sasine polyp face chip ဆိုပြီးဆိုပါလဲဆိုပန်းလိုမျိုးပေါ့နော် sasine polyp ဒီ polyp ကမရွေ့ sasine ဆိုခုနပြောပြီးတာ immotor ဒါမှမဟုတ် motor ဖြစ်တယ် medusa ဟုတ်နော် inverted boat shape ဆိုချင်ပုံမင်းတပင်းတစ်ချက်ကြည့်မယ်ဒီမှာကြည့်ရင်နားမှာ nidaria အော် nidaria အောက်မှာဘာပြပါလဲပေါ့ ဟုတ်နော်ဒီဒရီယာအောင်မှာကိုရယ်ရီဂျယ်လီဖစ်တွေဒီမှာဆိုရင်အဲဒီမှာဘောက်ဂျယ်လီဂျယ်လီမျိုးစုံရှိအောင်ပေါ့ဟုတ်နော်အဲဒီမှာမုံဂျယ်လီပပယ်ဂျယ်လီအနီမိုနီကိုရယ်ရီရှိရေဟုတ်နော်အော်ဒီကိုရယ်ရီအပင်နေလို့တင်ကြအောင်ပေါ့နော်ဒါအင်ဖာတီဘရိတ်တွေမှာပါဟိုက်ဒရာဟုတ်နော်ဒါကဒီဒရီယာအောင်မှာပါအော်ခုနကပြောခဲ့တဲ့ပိုလစ်ပေါ့ဟုတ်နော်ဒီမှာပိုလစ်အော်ဒီအောက်ဘက်မှာသူက ဆက်နေတာပေါ့ဟုတ်နော်ဒီနာမှာတော့ immortal sustain ပေါ့နော် immortal ဖြစ်တယ် medusa ဒါရေတွေထဲမှာတော့ရေရှားနေရပေါ့ဟောဒါဆို medusa ပုံပေါ့ဟုတ်နော် medusa ပုံဖြစ်တယ်ဒါကခုနပုံလေးပေါ့နော်ဒါပမာတော့အလွယ်တကူမရွေးနိုင်အော်အဲ့ဒီမှာမှာကျတော့ဗာလေးဆိုတော့ဒါက adoden ပေါ့ဟုတ်နော်ဓမ္မ adoden ရှိမယ်ဒီအတွင်းထဲကဗာလေးဆိုရင်ဓမ္မ endoden ရှိမယ်ဒီကြားထဲမှာ mesoglia ဆိုတဲ့လေယာရှိတယ် ဟုတ်နော်အဲ့ဒါအပြင်မရှိသေးလေဆိုတော့အတိုဒမ်နဲ့မီဆိုဒမ်ကြောင့်အတိုဒမ်နဲ့အန်တိုဒမ်ကြောင့်မှာမီဆိုကလီယာရှိတယ်ဒီနာမှာဒါမောက်ပေါ့ဟုတ်နော်ဒီကနေဒါမောက်ဒီကနေဝင်လို့ရဟုတ်နော်ဒီထဲဝင်လို့ရတယ်ကြီးတွေဝင်မဲ့အကောင်လေးတွေတတိလေးတွေအမောင်းလေးတွေဝင်အော်ဒီမောက်ကနေဒီထဲမှာဘာရှိလဲဆိုတော့ gastrovascular cavity ဆိုတာရှိဟုတ်နော် gastrovascular cavity ဆိုတာရှိဒါကခုနပြောခဲ့တဲ့ jellyfish ပေါ့ဒါအတိုဒမ်ရှိမဲ့ epidermis ပေါ့ဒီနာလေးကအတောင်က endoderm ရှိမယ်ဒါက gastrovascular cavity မောက်တယ်မှာဟုတ်နော်နောက်ဒီကြားလေးမှာ gastrovascular cavity ရှိမယ်ပေါ့အဲ့ဒါဆိုတော့ဒီမှာ sign polyp face shape ဟုတ်နော် polyp so face shape so ဒါကပန်းကိုလေးထောင်ထားတယ်လို့ပဲပေါ့ဒါကတော့ inverted bowl shape gastrovascular cavity all have the stinging cells stinging so အဲဆူလေးတွေလိုပဲအမြင်လေးတွေရှိရပါတော့ ဟုတ်ဘူးနော်အဲ့တော့ဓမ္မဆိုရင်ကျွန်တော်ဒီလိုမျိုး and stinging ပေါ့ကတ်တဲ့ဟာလေးဟုတ်ဘူးနော်အမြင်လေးတွေရှိတယ်ပေါ့သူတို့လည်းဒီပေါ်လေးမှာရှိဟုတ်ဘူးနော်အဲ့ဒီရဲ့ခါကြောင့် blood time hand means လို့ခေါ်တယ် blood time ဆို flat လို့ထိပ်ပေးတယ်။တံပြားပေါ့နော်။ပြားနေတဲ့ဟာ that means အပိုင်း letter symmetry တချို့သိပြီးသား။အဲ့တော့ခုနကတော့အကောင်ကြီးကခေါင်းကြီးကိုယ်ကြီးမရှိဘူးပေါ့နော်။ဒီလိုမျိုးကြီးပဲ။ဟောဒါဆိုလည်းဘေးကခေါင်းကြီးမသိဘူး။ဒီမှာကျတော့နည်းနည်းလေးအဆင်မြင့်လာပြီ။ capitalization အကောင်မိုင်းကောင်းမိုင်းမှာကောင်းပါလားအပြင် brain နဲ့ပါပြီပေါ့နော်နောက်တစ်ခုကခုနကတော့ငါနှစ်ခုက2 cell layer ပဲရှိပြီမြဲအခု3 distinct cell layer ရှိသွားပြီ ectoderm endoderm အပြင် mesoderm ဆိုတာတခုပို့လာနောက်တစ်ခုကခုနကပါလဲဆိုရင်တော့ cerebrity ရာပေါ့နော် gastrovascular cavity ပဲရှိတာ cavity ပဲရှိနေတာနေအခုပါလဲဆိုရင် economics body cavity တော့မရှိဘူးဒါပေမဲ့သူကဒီမီဆိုဒမ်နဲ့လောက်ထားတဲ့ဟာလေကိုလုံးလိုမျိုးလေးရှိလာပြီပေါ့နော်ဟောမီဆိုဒမ်နဲ့လောက်ထားတဲ့အဲကိုလုံးလိုမျိုးရှိလာပြီဒါသူပြင်စပုံပြမယ်နော်နောက်တစ်ခါ incomplete digestive system နော် digestive system မှာ incomplete ဆိုတော့ when opening the mouth နဲ့ anus နဲ့ပေါ့ဟောဆာဝင်နေစားတဲ့အခါမှာစားစားဝင်နေနေရာနဲ့ထွက်တဲ့နေရာမျိုးတပေါက်သေးဖြစ်တယ် နောက်တစ်ခါ sam မှာ parasitic and others are free living ဖြစ်ပါတယ်တဲ့ဟုတ်နော်အဲ့ဒါဆိုတော့ဒီမှာကြည့်အောင် take 1ပေါ့နော် take 1ကတန်များကပေါ့ဒီ platinum helmin set အောင်မှာပါတဲ့ဟာလေးတွေရှိမယ်ဒါမှပြချက်နေလို့ပြချက်နေတော့ take point လို့ခေါ်တာပေါ့နော်။ဟောသူရဲ့ဒီခေါင်းမိုင်းရှိရနော်။ခေါင်းမိုင်းရှိရဒီမှာခေါင်းတက်တက်ရှိရဒီမှာရှိ။ဟောဒီမှာဆိုရင်သူတို့က atodermis ရှိမယ်။ဒီကလေးက မီဆိုဒမ်ရှိမယ်ဒီအတွင်းထဲမှာအန်ဒိုဒမ်ရှိအန်ဒိုဒမ်ကတ်ပေါ့နော်ကတ်အဲ့အိမ်မှာ no body cavity economics ਆ ပါလေ economics ਆ no body cavities ਆ ဒီကြားထဲမှာဒါဒီလိုမျိုး gut တော့ရှိတယ်ဒါပေမဲ့ဘာမှမရှိတဲ့ space ပေါ့ cavity လိုမျိုးမရှိ တော့နော်ကဗတီလိုမျိုးမရှိဘူးဒီလို flat one က intestine နေထဲမှာနေလေးရှိရနော်တန်များ intestine နေထဲမှာနေနေရရှိရတခြားမှာလည်းရှိပဲပေါ့နော်ဒါကတော့ intestine ထဲမှာရှိ one ဆိုပြထားဘန်လုံးလို့ဟုတ်နော် around one so what one so who one so take one should want to take one မျိုးစောင်းရတယ်ပေါ့နော်အော်ဒီမှာဆိုရင် economic အခုပြောခဲ့ရင် platinum helminth sa economics အော်ဒီမှာ atodem ရှိမယ် ပြီးအတွင်းထဲက endoderm ရှိပြီဒီကလေးမှာ mesoderm ရှိပြီအော် cavity တီးခြားမရှိဘူးဆိုတော့ဒီလိုမျိုးဘာမှမပါနဲ့ space body cavity မရှိဘူးလို့ပြောဟုတ်နော်အဲ့တော့ economic ဖြစ်တယ်အော်သူတဲ့အစင်းမြင်လာရင် pseudocolomic ဆိုဖြစ်သွားတယ်အော် pseudocolomic ကြတော့ဒီဘက်မှာ endoderm ရှိလင်း atodermisoderm အော် misoderm ဖြစ်တဲ့ organ စီရှိဒီကြားထဲမှာတော့ ပါလဲဆိုရင် body cavity cavity ရှိလို့ပေါ့ဒါမင်းစုတို့လို့ခေါ်အော်ဒီမှာစုတို့လို့ခေါ်တော့ဒီဘက်က euglomic ဆိုတာ user acid ပေါ့နော် rear user euglomic နဲ့ပါကွာသွားလဲဆိုတော့ဒီဘက်က mesoderm နေပေါ့မှာ extension ဖြစ်တဲ့ mesentery ပေါ့အာ mesentery ကအထဲတဲက endoderm ဖြစ်တဲ့ guard ကိုသူက wind down အော် human ပေါ့နော်လူတွေရဲ့ဗိုက်တဲမှာကြာတော့သူကဘာလဲဆိုတော့လူတွေက euglomic ပေါ့သူတို့ body ဘိုက်ထဲမှာ intestine တွေရှိတယ်တခြား chest မှာလည်း organ တွေရှိအဲ့ဒါတွေကိုသူကအပြင်ကနေ covering out ထား covering out ထားတော့သူ့နေရာနဲ့သူရှိရင်အလွယ်တကူမရွေ့နိုင်ဘူးနောက်တစ်ခုကဒီဘက်ဘေးမှာ space ရှိဟုတ်ကဲ့ဒီလို columns အတူလိုမျိုး body cavity ရှိရောဒါရကြီးလာလို့ရ space ရှိတယ်ဒီထဲမှာဟိုဒီ uterus ထဲမှာကလေးလေးရှိရယ်ဆိုရင် size ကကြီးလာလို့ရအဲ့လိုမျိုးတော့ cavity space ရှိရပေါ့ ဟုတ်နော်အခုပြောတဲ့ platter ham minster ကြတော့ endoderm ရှိမယ် mesoderm ရှိမယ်ပြီးတော့ဒီ drain ကအန်ဒိုဒမ်ရှိမယ်ဟုတ်နော်အန်ဒိုဒမ်ရှိမယ်နောက်ကြတော့ကဒါက platter ham minster ပေါ့နော်အဲ့တော့သူ့မှာ cephalization ဆာ head ရဲ့ brain ရဲ့ပါလို့ပြောတော့ဘယ်နားလေးက brain ရဲ့ပေါ့သူမှာ iron spot ရှိနော် iron spot ရှိဒီလိုမျိုးအဝါဖြော့ဖြော်လေးကဒီတရှိလောက်ကြီးကအဲ့ဒါက nervous system ပဲသူဟုတ်နော်ဒီကြားထဲကဒီပေါင်ပေါင်လေးနေရပေါ့နော်ဒီခေါင်းမိုင်းဟာကဒီမှာ brain သဘောမျိုးပေါ့နော်ဒီနားလေးတွေအပေါ်ကြီးရဒီဘက်က nerve ကဒီလိုသွားပြီးရခလေးကနေနေတဲ့ဟာအော်ဒီလိုမျိုးနေအနေတော့မဟုတ်ဘူးနော်အအောင်ဖြော့ဖြော့လေးဟာကဒီထဲမှာ mouth and anus ဆိုတဲ့နော် mouth and anus ဆိုတဲ့ အော်ဒီခလေကဘာလဲဆိုလို့ရှိရင် intestine ပေါ့နော် intestine ဒီမှာ mouth and anus ကဒီမှာ mouth and anus အော်ဒီအစားအစာဝင်တာရောထွက်တာရောတပေါက်သေးပဲအဲ့ဒါကြောင့်သူက incomplete digestive system လို့သုံးထားပေါ့နော်အပြင်ဘက်ကိုလေဒီနာလေးမှာ excretory canal တွေနေဆက်နေတာတော့ရှိသေးတယ်ပေါ့ဟုတ်နော်အော်ဒီမှာ ဲခုနကတော့ငါသူ့ဒီ parasitic ဖြစ်ခြင်းဖြစ်နိုင်နေအော် parasitic ဆိုတော့ရဲ့ intestine ထဲမှာနေ fix on another organism ပေါ့ဆိုတော့ byte ထဲမှာ flavonoid ရှိနိုင်နေတချို့တွေကလည်း free living မျိုးဖြစ်တယ်ပေါ့ဟုတ်နော်ဆမ်မာ parasitic and others are free free living အတက်ဝမ်အကုန်လုံး free living တော့မဟုတ်ဘူးအဲ့တော့တစ်ခါလေးကြာရင်ကွာအဲတက်ဝမ်အကုန်လုံးက free living လား intestine ထဲမှာလည်းနေနေလဲဆိုသေးတယ်ဆိုရင် ဆက်ရှာကြည့်လိုက်လို့ရတယ်ကိုမသိချင်နေဟာပေါ့သိချင်နေဟာကိုရှာကြည့်မယ်ဆိုတဲ့အခါကျတော့ဥမာခုနကလိုက is flat one free living or parasitic ပေါ့ဟုတ်နော် flat ones can be either free living or parasitic ဖြစ်နိုင်တယ်အဲ့ဒါကြောင့်သူဒီ free living only လေမဟုတ်ဘူးတချို့တွေက free living တချို့တွေက parasitic ပေါ့ကိုရှာကြည့်နေဟာကိုထပ်ရှာကြည့်လို့ရတယ်ဟုတ်နော် အဲ့ဒါပြီးတဲ့အခါကျတော့နီမီတိုတာပေါ့နီမီတိုတာက bilateral symmetry ဖြစ်တယ် cancelization ဒါရှိမှပြောပြီးတာသူလဲ three distinct cell လေးပေါ့ရှိနေမတူတာကရှိမှက economic တို့ပါတယ်ဓမ္မကပေါ့ pseudo economic ပေါ့ pseudo economic ဆိုတော့သူ့မှာပါရှိသွားမျိုး cavity လေးရှိသွားမျိုးဒီကြားထဲမှာ cavity လေးရှိသွားမျိုး ဟုတ်နော်ဒါမဲ့ဒီအတွင်းတွေက endoderma ဖြစ်တဲ့ organ စီကိုဒီဘက်က mesentery နဲ့ labrum အထင်းထားတာမျိုးတော့မရှိဘူးပေါ့ဟုတ်နော်စူတိုကိုလုံးနဲ့ခုနကတော့ incomplete digestive system inus နဲ့ mouth နဲ့ကတပေါက်သေးပဲအခု complete ဖြစ်သွားပြီ separate mouth and anus ဟုတ်နော် two opening ဒီမှာ mouth တသက်ပါမယ် anus တသက်ပါမယ်ဟုတ်နော်ပြီးတော့ဒီမှာ nerve nerve ring ဟုတ်နော်ဒါက digestive system နဲ့ mouth က pharynx intestine ဒီလိုသားမနော်နောက်ဒီမှာဆိုရင် reproductive ပါလေနော်ဒီကြပါ complete digestive system many are parasitic အများဆိုတော့ parasitic ဖြစ်ပါလေတဲ့ nematode တွေ round one စေပေါ့ဟုတ်နော် round one စေစစ်တော့ဒီမှာ nematode ရဲ့အောက်မှာ phylum အောက်မှာပါတဲ့ nematode စေပေါ့ဟုတ်နော်တန်လုံးကောင်ပေါ့နော်အဲ့ပြီးတော့နောက်တစ်ခုက annelida Anilida Gata Research Bilateral Cemetery and ပါပို့လာပြီးတော့ segment text ပါပို့လာဒီလိုမျိုး segment လေးရှိတယ်เนาะဒါအတွက်အမည်ကြီးနည်းနည်းဆိုဆိုပရမီယာမျိုးမျိုးမှာဆိုဆိုပရအေးတဲ့နေရာမျိုးမှာဒူလိုက်ဒီလိုမျိုးတည်ကောင်းလေးထွက်လာပေါ့နော်အတွက်ဒီလိုမျိုး segment လေးပါလေ capitalization ကခုနလိုပဲ three distinct layer true colon present ဟုတ်နော်အဲ့တော့ colomic လို့ခေါ်တယ် adwam colomic hexagonal လို့မျိုး mesentery နဲ့ attach လုပ်တာလေးပါမျိုးပေါ့ဟုတ်နော်အဲဒီမှာ file and annihilator အောက်မှာပါဟာဒီလို segment လေးပါနော်ဒီမှာ segment ဒါလည်း segment လေးပါဒီတိုင်းကြည့်ရင်မသိပါဘူးဒီမှာလည်း segment လေးပါတယ်ဒါ adwam ပေါ့နော်အဲ adwam ရဲ့ဒီ body လေးကိုကြည့်တာပေါ့နော်ဒီမှာ mouth ကြည့်မယ်နော် mouth ဟုတ်နော် mouth ကြည့်မယ် အဖကအိမ်နတ်ရှိနော်အိမ်နတ်ရှိလေဒီမှာ segment လေးပါဟုတ်နော်ဒီမှာဆို cerebral ganglion လို့ပါအောင်စားဒါက brain mind ကိုပြောတာဟုတ်နော် brain mind ကိုပြောတာအဲ liver nerve ကအောက်ကိုသွားနေပေါ့ဟုတ်နော်ဒီမှာ mouth ရှိနေ surgeon ကကသူ့ရဲ့ကိုယ်လုံးအတွင်းနေပို့တော့ဖြည့်ကြည့်ထားတယ်လည်းမပြန်ထားဘူးဟုတ်နော် Not a Tukuka molester, bilateral cemetery pite, three distant Half soft body with or without shell. Shell, Bajin Bami, Bajin Bab, or Dama Bai, Palace at Dama, slash Daga, to volume you. But slash Jama level. Hope not one, Dijin, or Dijin, or ဒီလိုမျိုးလေးသက်ကြည့်ပါဟုတ်နော်အဲ့တော့အဲ့လိုမျိုးကိုရှာကြည့်လို့ရတယ်ကိုမသိရဲ့ဟာလေးဟုတ်နော်ဒါကတော့ခယူပေါ့ကျွန်တော်သိတယ် snails နောက်ကကြာ squats နိုင်ရစားဘူးရနော်နောက်ကကြာ octopus ရှိမေနောက်တမခယူလေးရှိမေ clams gone လို့ပါရှိလေပေါ့ဟုတ်နော်ဒါကတော့ကျွန်မုတ်ကောင်ဟုတ်နော်ပလေထွက်တဲ့မုတ်ကောင်မျိုးအဲ့တော့အတူမှာဝက်တောင်ဝက်တောင် shell အော် shell နဲ့ exoskeleton ဆာနောက်ပိုင်းမှာပါတယ်ဟာနေအတူတူပဲနော်ဆိုတော့ shell တော်တော်များများကတော့ exoskeleton ဖြစ်တယ်ဒါ exoskeleton ဆိုသူရဲ့ကြောရိုးလိုပဲပေါ့ဒါပေမဲ့ body ရဲ့အပြင်ဘက်မှာ covering လုပ်ပေးထားဆိုတာ exoskeleton လို့ခေါ်တယ်ဟုတ်နော် exoskeleton လို့ခေါ်ရင်ဒါကဘာလဲဆိုခုန snail ပေါ့နော်ခရူးရဲ့ဟာပေါ့ဒီမှာမျက်လုံးလေးရှိမယ်ဒီမှာ mouth ရှိမယ်နော် မောင်ချီနဲ့ဒီကနေ့တော့မဲဒီမှာစတောင်းမှတ်နော်ဒီ GM truck ကစိမ့်အောင်လေးနဲ့ပြထားဒီမှာအဆုပ်ကလေးတွေ lens ပေါ့အသက်ရှူရအောင်ရှိမဲ kidney heart လေးတွေဒါချက်တော့ပေါ့နော်ဒါလေးတွေလည်းရွေ့တာတို့သိပြီးလားပေါ့နော်အော်ဒီထဲမှာရှိနေတဲ့ organ save ကိုမရွေ့အောင်တော့ခုနထိန်းထားတဲ့ mesentery လေးရှိနေပေါ့။ဟုတ်နော်။ cilomic juice cilomic ဖြစ်သွားပေါ့။အဲ့တော့ zero က shell ကုံလုံးက shell ကုံလုံးဒီ share အကုန်လုံးဒီ exoskeleton လားပေါ့အဲ့တော့ share က exoskeleton လားဆိုတော့ yes many cases လို့ရပါဟုတ်နော် many cases shell is an exoskeleton ပေါ့ဟုတ်နော်အဲ့ဒါမှဆိုတော့ exoskeleton ဆိုရင်ဟာက body ရဲ့အပြင်ဘက်က covering body ကို cover လုပ်ထားရဲပေါ့ဟုတ်နော် human skeleton မျိုးအတွင်းထဲမှာရှိတာမဟုတ်ဘူး။ဟော shell စေက exoskeleton မျိုးရှိရော turtle shell lady ပါရဲ့ shell ။ဟော lady ပါရဲ့ shell ကြတော့ exoskeleton လို့ပဲဒါပေမဲ့သူဒီ actually part of the endoskeleton အော် endoskeleton ဆိုတာကျလို့ရဲ့ကြောရိုးလို့ပဲ body အသားထဲမှာမြုပ်နေတာပေါ့နော် endo ဆိုအတွင်းထဲမှာဒီကနေပရမဒီ tactile အပြင်ဘက်က shell နဲ့ဆက်ဆက်နေပါလေ insert တွေပါရင်ကျလို့သိတယ်ပဇွန်တို့နော်ဘဇုံတို့ကနန်းတို့ဆိုရင်အပြင်ဘက်ကမာမာလေးရှိတယ်လေအဲ့ဒီမာနေတဲ့ body ရဲ့အပြင်ဘက်ကအဲ့ဒါကို exoskeleton တဲ့မယ်ဟုတ်ဘူးနော် နောက်တစ်ခုကပါလဲဆို arthropoda arthropoda က bilateral symmetry with jointed appendages ဟုတ်နော်အခုနောက်တော့က body at one ဆိုရင် body က segmented ဖြစ်တယ်ပေါ့အခုပါဖြစ်တော့ခြေထောက်တွေလက်တွေပါလာပြီ appendages တွေကလည်း jointed ဖြစ်တယ်ဟုတ်နော် three distinct cell ရရှိမယ် exoskeletal present ဟုတ်နော် exoskeletal present ဒါ insect shellfish တွေရှိမယ် centipedes နဲ့ millipedes အစီအရဟုတ်နော် ဟောဒါကသူတို့ကဒီထဲမှာပါတယ်အသရိုပိုဒါအသရိုစာပါနဲ့ဆို jointed လို့အဓိပ္ပာယ်ရနော်အသရိုရဲ့အောက်မှာ insect တွေပါဘူးဒါ insect တွေနော်သူတို့ပုံဝင်ချက်မှာမြင်မှုမေဒီခြေောက်တွေလက်ကလေးတွေ appendages တွေအစ်ကလေးတွေလက်ဟုတ်နော် jointed ကလေးဖြစ်တယ်ဒါလေးလေ joint နေဖြစ်တယ်ဟုတ်နော်အဲ့လိုပဲ crustaceans ပေါ့ crustacean ကနန်းတွေပါမယ်ပုံစံတွေပါမယ်ဟုတ်နော် ဒီအပြင်ဘက်မှာမာမာလေးရှိရနော်ကနန်းကုန်နော်အဲ့ဒါက exoskeleton လေးပေါ့ဟုတ်နော်အော် jointed jointed ဆန်ဒီမှာခြေထောက်ကလေးတွေမှာဒီလိုအစစ်အစစ်ကလေးတွေပါတယ်ဟုတ်နော် joint တစ်ခုချင်းတစ်ခုချင်းဟုတ်နော်ဆရူဒူရဲ့အစစ်လိုပဲတော့အစစ်ချင်းအစစ်ချင်းသူဆက်ထားတာဒါကျတော့ပျော်ရစိတ်လေးပေါ့နော်ပျော်ရစိတ်လေးမှာ jointed ဖြစ်တယ် အဲ့လိုပဲသွား head to body တို့ဒီနောက်ပိုင်းဟာကိုတသစ်ချင်းခွဲထားရှိတယ်သူလည်း head to body တို့နောက်ပိုင်းနဲ့ thoracic body နဲ့ကိုခွဲထားရှိတယ်ဟုတ်နော်ဒါတော့ appendages ဆိုဒီဘယ်လောက်ဒီလက်တွေမှာဒီလိုအစစ်လေးတွေနဲ့ရှိတယ်ပေါ့နော်အဲ့တော့ centipedes နဲ့ millipedes အော်ဒီဘက်မှာဆိုရင်ဒီမှာဒါ body ရဲ့ segmented body ပေါ့ segmented body တစ်စစ်မှာဟိုဘက်တစ်ချောင်းဒီဘက်တစ်ချောင်းသူကနှစ်ချောင်းပါနော် ဓမ္မဆိုရင်တစ်စက်မှာ6ောက်ကလေးတွေအများကြီးပဲပါဟုတ်နော်အာမီလီပေါ့မီလီပီဒစ်တပတ်ကစင်တီပီဒစ်တော့ဓမ္မကြီးနေဇရုကစင်တီပီဒီ1 pair of the leg ပါ segment segment တစ်ခုမှာ leg 1 pair ပဲပါဟုတ်ပါက2 pairs ပါပေါ့တော့နော် segment မှာ2 pairs ပါအတူပဲဆောင်ကရလားမသိဘူးဒီမှာအတူပဲဆောင်ကပါဒီမှာဒီမှာနှစ်ချောင်းရှိဒီ segment တစ်ခုမှာဒီ base ပါပေါ့နော် ောက်ထပ်တစ်ခုကကြီနိုဒါမတာပေါ့ဟုတ်နော်အဲ့ဒါကြတော့ bilateral symmetry in embryo and radial symmetry in adult အော်သူက embryo နဲ့ adult မှာကွာသွားပြန်ပြီခုနလိုမျိုး bilateral symmetry ကြီးပဲမဟုတ်ဘူး embryo adult က embryo မှာ bilateral symmetry ဖြစ်ပြီးတော့ adult မှာ radial symmetry ဖြစ်တယ် example က starfish ပေါ့ဟုတ်နော် three distinct cell layer ရှိတယ် water vascular system present ဒါလေးတစ်ချက်ပြောမယ် tube feet true လို့မဖတ်နဲ့နော် true မဟုတ်ဘူးမှားဖတ်မှာဆိုလို့ TUB to feel present on the M စီမှာ to fit စီပါပါလေတဲ့အော်ဒီမှာသူ့ရဲ့ဒီအောက်မှာပေါ့နော် define အောက်မှာဒီမှာ C star ဒါလေးတွေချက်လို့မြင်မှုပါလေ Brighter star တော့မတွေ့ဘူးလားပို့ C are change C are change C အဒီထဲကလေဒီထဲကအသားကြီးခွဲပြီးတော့မှာ အဲ့ဒီဟာအရေးလိုလိုအသားလိုလိုပေါ့ဖတ်ပြချွဲချွဲဟာတွေကိုစားကြတယ်နော်နောက်ခါကျတော့ဒီမှာဆန်ဒေါ်လာဒါတော့ချက်လည်းမမြင်ဘူးစီကူကမ်ပါဒီကောင်ကြီးရှိရပေါ့နော်အော်ဓမ္မဆိုရင်ကျတော့ဒါ embryo ပေါ့ embryo ဆိုဒီလိုတက်တက်ခွဲလိုက်ဒီလိုတက်တက်ခွဲလိုက်ရင်ဘာဖြစ်တော့ bilateral symmetry ဖြစ်တာပေါ့နော် bilateral symmetry ဖြစ်တယ်ဒါ adapt ဖြစ်တယ်ဆိုရင်ဘာဖြစ်တော့ radial symmetry ဖြစ်တော့ဟုတ်နော် radial symmetry ဖြစ်တယ်ပေါ့ အဲ့ဒါပြီးရဲ့ခါကျတော့နောက်တစ်ခုကဒီဘက်မှာကျုဖီလေးတွေပါတော့ဒီဘက်ကသူ့ရဲ့လက်တံလေးပေါ့နော်လက်တံလေးမှာဓမ္မဆိုရင်ဒါလေးကို cross section ဖြတ်ပြော့မှာတကယ် cross section ဖြတ်ပြော့ကြည့်တော့ဒီကျုဖီလေးတွေအောင်မှာပါနော်ကျုဖီလေးအောင်မှာပါအော်ဒီ starfish တွေကလှုပ်ရှားလို့ရတယ်ပေါ့ဘယ်လိုမျိုးလှုပ်ရှားလို့ရဟုတ်ကဲ့လှုပ်ရှားလို့ရလှုပ်ရှားရင်ကဘာကြောင့်လှုပ်ရှားလို့ရလဲဆိုတော့သူ့အတွင်းထဲမှာဘာပါနေလဲဆိုတော့ water vascular system ဆိုတာပါ ဘာနာဖက်စလာစစ်စံဒီမှာပတ်ပတ်လေဒီအဝိုင်းရှိရနော်ဒီဝိုင်းရှိရပြီးတော့ဒီကနေပဲဒီလိုမျိုးထွက်လာပြီးတော့အဲဒါ water vascular system ဒီမှာရေအလုံးလုံးလေးပါတော့ကျေရွေးဥမာရေပိုက်ပြပြလေးပေါ့ရေပိုက်ပြပြလေးရေမရှိဘူးရေမရှိဘူးဆိုပျော့ခွေးနာပဲအဲ့တဲကိုရေဖွင့်ထည့်လိုက်လို့ရှင် ပိုက်ကြီးကဘာဖြစ်တော့တောင်းပြတော့မှလှုပ်သွားအဲ့တဘောမျိုးပဲဒီထဲမှာရှိတယ်ဒီကျုပ်ထဲမှာရှိတယ်ဒီဓာရီထဲမှာရှိရဲ့ရေး ဒီထဲထဲမှာရေတွေအဝင်အထွက်လုံချင်းသည်ဒီ starfish ကိုပါပြပါရွေရှားလို့ရသွားတယ်ကိုလုံချစ်တယ်လို့အော် water vascular system မှာ unique hydraulic ရေနဲ့ဒီ ਉਹ သုံးပြမ pressure နဲ့သွားဟုတ်နော် hydraulic system locomotion လှုပ်ရှားမယ်အစားစားမယ် respiration တခြား circulatory function တွေလုပ်ပါရဲ့ဒီထဲမှာရေလေးသွားပြမသွားလှုပ်ရှားရဲ့ပေါ့ဟုတ်နော်အဲ့တော့ဆယ်ရောက Animalia Kingdom အကြောင်းကိုအပိုင်းတစ်အကြောင်းကိုတစ်ပိုင်းခွဲပြောလိုက်တယ်နည်းနည်းရှိတဲ့အတွက်ကြောင့်ဟုတ်ပြီနော်။နောက်ကျတို့ရဲ့ဗမာပြည်မှာရှိတဲ့တခြား Great Dan Biology လည်လာနေတဲ့အကြောင်းသားတွေအတွက် like and share လုပ်ပေးကြပါ။ share is caring ပေါ့နော်ဒီလိုမျိုးကျတို့ရဲ့ဗမာပြည်မှာဗလင်တန်ခံနေရတဲ့အချိန်မှာကိုယ်တိုင်သူပြည်သားတွေကိုတန်နိုင်တဲ့ဘက်ကကူညီကြရပါဟုတ်ပြီနော်။ နောက်တင်ငန်းစာကြားမှာပြန်လေးဆုံတွေ့ကြမယ်နော်